ဒီအထဗုဒ္ဓကလုံးချက်မှုဖြစ်ပြီးတလအကြပါအစိုးရကတော့ဒါဟာမတော်တဆမှုဖြစ်ကြောင်းနဲ့ဗုဒ္ဓယုံကိုပြင်ဆင်လို့မပြီးသေးတဲ့အကြောင်းပြချက်တွေကိုပဲသတင်းထုတ်လွှင့်နေပါတယ်ဒီကနေ့မှာတော့အသက်82နှစ်အရွယ်ဂျပန်လူမျိုးတစ်ယောက်ကချီဆာတိုရိုအဖွဲ့ကိုအလုဝတ်ထားတာပါအဲ့ဒီမျိုးသားကလွန်ခဲ့တဲ့နှစ်20တုန်းကသူ့မိသားစုအသက်ခံခဲ့ရလို့သူ့အသက်အန္တရာယ်လည်းစိုးရိမ်ရတာကြောင့်အမေရိကန်ကိုထွက်ပြေးပုန်းရှောင်နေခဲ့တာပါအခုတော့သူ့မှာအာယွန်ဂျော်နဲ့ပတ်သက်တဲ့ရိုးကခံစားနေရပြီးအချိန်သိမ်းမရှိတော့တာကြောင့်သူ့ရဲ့မွေးရမြေဂျပန်ကိုပြန်လာပြီးကြံတဲ့ချိန်လေးတွေကိုကုန်ဆုံးချင်တာပါ ူဂျပန်မှာရှိနေပြီးတဲ့အချိန်တွေမှာတက်တော်စားလုပ်ပေးဖို့ကြီးစာတို့ရောအဖွဲ့ကိုအလုပ်ဝတ်တာဖြစ်ပါတယ်။ကြီးစာတို့ရောကဖေးကိုအလုပ်ဝတ်တဲ့သူရောက်လာပါတယ်။ဝီချဲပေါ်မှာနေပြီးတကူလုံးဆက်တွေနဲ့အသက်ရှင်နေရတဲ့လူတစ်ယောက်ပါ။သူကသူ့တကူလုံးဆက်တွေနဲ့ရှင်နေရတယ်လို့ပြောတော့ကြီးစာတို့ကသူ့ရဲ့နှလုံးနဲ့အဲ့လိုပါပဲလို့ဆိုပါတယ်။ကြီးစာတို့နဲ့တီဂီနာတို့ကအလုပ်ဝတ်တဲ့သူကိုခေါ်ပြီးမြို့ရဲကိုလိုက်လှည့်ပေးကြပါတယ်။မြို့ရဲရောက်နေတဲ့အချိန်သူတို့စီသတင်းတစ်ခုဝင်လာတာပါ။ဂျင်လို့ခေါ်တဲ့လှုပ်ကြံသူကသူတို့နောက်ကိုလိုက်နေရဆိုတာပါ။မီဇူကီကတော့ဒရုန်းကသတင်းပို့တဲ့ချက်လက်တွေအတိုင်းလှုပ်ရှားနေပါရဲ့ လုံချန်သူကဒရုန်းကိုသတိထားမိသွားပြီးတစ်ချလိုက်ပါတယ်။မီဇူကီလည်းဒရုန်းအသစ်လှုပ်ပေးဖို့ပြောရင်ဆက်လိုက်နေတော့အဖမ်းခံလိုက်ရပါပြီ။တီကီနာကတော့မတ်ဆူရှိတာကိုကြည့်ထားလို့ကြီးစားတို့ကိုပြောပြီးဂျင်ကိုနှိမ်နှင်းဖို့သွားပါတယ်။အဲဒီချိန်မှာအဆောက်အဝင်တန်းတယောက်ကတကားကိုဖွင့်လိုက်တော့မီဇူကီကလက်နောက်ပြန်ကျိုးတုတ်ထားရတဲ့ထွက်ကြလာပါတယ်။အဲဒီလူကိုကြိုးပြီးခိုင်းပြီးအလုဆက်လက်လှုပ်ရှားပါတယ်။မီဇူကီကမတ်ဆူရှိတာနဲ့ကြီးစားတို့လို့ရှိတဲ့နေရာကိုပြေးပြီးတီကီနာကတော့ဂျင်နဲ့တိုက်ခိုက်နေပါတယ်။မဆူရှိတာကဝီချက်နဲ့ပြောက်သွားလို့ကြီးစားတို့လိုက်ရှာရပါသေးတယ် ။စောင်းအောင်တခုရှိကမြေကွက်လက်မှာမဆူရှိတာကိုသွားတွေ့ပါရဲ့။အဲ့ဒီချိန်မဆူရှိတာကိုဂျင်ကအပေါ်ကနေတနက်နဲ့လမ်းချိန်နေတော့တီဂီနာကဝင်တိုက်ခိုက်ပါရဲ့။ကြည်လန်ကြောင့်လွဲသွားပြီးဝီချဲလက်ကင်ကိုပဲသွားထိပါရဲ့။အဲ့ဒီချိန်မှာမီဇူကီရောက်လာတဲ့အကြောင်းမဆူရှိတာကိုမီဇူကီလက်ထဲအပ်ပြီးချီဆာတို့ကသွားတက်ခိုက်ပါရဲ့။မဆူရှိတာကဂျင်ကိုတက်ပေးပါအာတာကိုကိုရိုင်းမြင်ကျင်နေဆိုပြီးချီဆာတို့နောက်ကိုလိုက်လာပါရဲ့မီဇူကီကလည်းမဆူရှိတာနောက်ကိုပြေးလိုက်ရပါတော့ရေနောက်ဆုံးတော့ဂျင်ကိုအရှင်ဖမ်းမိလိုက်ပါပြီ မဆူရှိတာကဂျင်ကိုတက်ပေးဖို့ပြောရမယ်ချီဆာတိုကတော့ "तू လူတက်ရတာကိုသဘောမကျဘူး"လို့ပြောလာပါပြီအဲ့ဒီချိန်မှာမဆူရှိတာရဲ့ဆက်တွေလည်း error တက်သွားပြီးမဆူရှိတာလည်းမလုတော့ပါဘူးဂျင်နဲ့မီကာကတော့အရင်ကလှုပ်ထုလှုပ်ခဲ့ဘူးတဲ့သူတွေပါမင်းရဲ့လှုပ်ရှင်ကဘယ်သူလဲလို့ဂျင်ကမေးတော့အမျိုးသမီးတစ်ယောက်ပဲဝေသားနဲ့ပဲရှင်းသွားတာဆိုတာပဲသိရပါတယ်လက်ဖွဲ့စစ်ကြည့်တော့မဆူရှိတာဆိုတာလွန်ခဲ့တဲ့တပတ်လောက်ကဆေးရုံကနေပြောက်သွားခဲ့တဲ့စီးဆွေးနေတဲ့သူပါတကယ်တော့မဆူရှိတာဆိုတာတကယ်မရှိခဲ့ပါဘူးငွေသားနဲ့ပဲရှင်းတော့တာဆိုတာပဲသိခဲ့ရပါတယ စကားမပြောနိုင်တဲ့ဆေးဆေးလူနာကိုစက်တွေနဲ့အဝေးကတယောက်ကကိုစားစကားပြောပေးနေတာဖြစ်ပါရဲ့အပိုင်းကတော့ဒီမှာရင်ပြီးဆုံးသားပါတယ်အခုတော့လေးကော့စ်တွေတကူတော့လှူရှားချိန်မှာမကြာခဏအတိုက်ခတ်ခံနေရပါတယ်လေးကော့စ်တွေကိုပြစ်မှတ်ထားတာတွေများလာရလို့ DA ကိုတရင်ရောက်လာပါတယ်တီဂီနာကလည်းဒီကြောင့်ချိဆတ်တို့ကိုဖုံးဆက်ပြီးလှမ်းပြောနေတာပါအခုတော့လေကော့စ်တွေပြတ်မှတ်ထားခံနေရလို့ငါတို့တွေဒီအပိုင်းအတူတူနေကြမယ်လို့တီဂီနာကဆိုပါတယ်။ပြပောဆဆိုနဲ့ပဲချီစာတို့အင်ရှေကိုတီဂီနာကရောက်ချလာပါပြီ ချီဆာတိုကသူ့အိမ်ကလှုပ်ဝက်ခံကိုတီဂီနာကိုခေါ်သွားပါတယ်။တီဂီနာကချီဆာတိုအိမ်မှာနေတော့အိမ်လုံးတွေကိုဂျူဒီနဲ့လှုပ်ကြမယ်ဆိုပြီးဂျူဒီစရာဆောက်ရင်မဲ့ချီဆာတိုကစိတ်ဝင်စားပါဘူး။ဒါကြောင့်တီဂီနာကစက်ကူကက်ကြီးကြောက်တုံးနဲ့ပဲဆုံးဖြတ်ကြမှလားဆိုတော့ချီဆာတိုကလည်းဝမ်းသာအားရကိုသဘောတူလိုက်ပါတယ်။ဒီလိုဆုံးဖြတ်တော့ချီဆာတိုရဲ့အမြင်နိုင်နေပါရောလေ။ဒီဌာနချုပ်တင်နေရကိုတီးကျင်နေတဲ့လူတစုကိုနနဘဝင်ဟက်ကတရားကိုစုံစမ်းခိုင်းနေပါတယ်။ဟကကတော့ Legos တွေရဲ့အချက်လက်တွေကိုသိရရင်ဒီရဲ့နေရာကိုလည်းသိရမယ်လို့ပြောပြီး Legos တွေကိုတိုက်ခိုက်ပြီးဖုန်းတွေလိုက်ယူနေရပါ။ ဒါပေမဲ့လည်းဘာမှမရပါဘူးဒီတခါပြတ်မှတ်ထားခံရတာကတော့ချိစာတို့ပါဟက်ကာကလေကိုစတွေရာရုပ်ဖြတ်ဖို့ကျောင်းဝတ်စုံလိုဟာမျိုးတွေဝစ်ကြတယ်ဆိုတော့စုံစမ်းလို့ရထားပါတယ်ဒါပေမဲ့သူ့ကိုအလောက်ရတဲ့ဖွဲကတော့လေကိုစတွေကိုတိုက်ခိုက်ဖို့သူတို့လို22ရောက်တည်ခဲ့ပြီအခုထိ DA ရဲ့တင်ရကိုမသိသေးဘူးလားအချိန်၃ရက်ထပ်ပေးမယ်ဆိုပြီးချိန်ချောက်လိုက်ပါပြီတီဂျီတာနဲ့ချိစာတို့နောက်ကိုဟက်ကာက drone နဲ့လိုက်ကြည့်ပါတယ်ပြီးတော့အိမ်ထဲကိုဖောက်ဝင်လိုက်ပြီးမယ်အိမ်ထဲမှာဘာမှမရှိတော့တော့တွေ့ပြီးကြောင်တော့ပါတယ် ချီစာတို့ကတော့ကောင်လေးတွေလာပြန်ပြီဆိုပြီးအောက်ကလှုပ်ဝက်ခန်းကနေတက်လာပြီးပြင်းလိုက်တာလန့်ပြေးသွားပါတယ်အချိန်ကလည်းတုံးရဲ့ပြေးပြီမို့လို့မာဂျီမာကဟက်ကာစီကိုရောက်လာပါတယ်ဟက်ကာကိုတက်မလို့လုံးနေတော့ချီစာတို့ရဲ့တိုက်ခိုက်တဲ့ဒရုန်းကဗီဒီယိုမြင်ပြီးစိတ်ဝင်စားသွားပါတယ်ဟက်ကာလည်းသူကထိတ်တန်းဆက်လေးကိုစပဲသူ့ကိုမရှင်းမဲ့ဒီအေကိုတိုက်ခိုက်မယ်ဆိုရင်မင်းတို့ပဲခံလိုက်ရလိမ့်မယ်လို့ဆိုပါတယ်ကူရာမီကတော့လေးကိုစရဲ့ဝတ်စုံတွေကိုရန်သူကသတိထားမိနေရလို့ပြောတော့ချီစာတို့ကယူနီဖောင်းပေါ်အပေါ်ဝိယုံထွက်ဝက်ပြီးရုပ်ဖြက်လိုက်ပါတယ် ဂျီဂီနာကတော့စက်ကူကကြေးကြတော့နဲ့အိမ်လုပ်တယ်ဘသူလုပ်မလဲဆုံးဖြတ်တာချီစာတို့ကိုမနိုင်လို့ဆိုပြီးကဖေးမှာညှိပြနေပါရဲ့မန်နေဂျာကချီစာတို့ဘာလို့နိုင်နေရလဲဆိုတာပြောပြပြီးအားနည်းချက်ကိုလည်းပြောပြလိုက်ပါရဲ့အဲ့ဒီအချိန်ချီစာတို့ကအပေါ်ကဝေယုံကြီးဝင့်ပြီးပစ္စည်းပို့ဖို့ထွက်သွားပါပြီကူရာမီကအရေးကြီးတဲ့ပုံလာပြတော့ဒါဟိုတခါဒီအဟက်ခံရတော့ပုံမဲဝတာနဲ့အတိရတွေကမလားရှာပေးပါဆိုတော့ဟက်ကငါပဲဆိုပြီးဝန်ခံလိုက်ပါရဲ့ပြီးတော့ချီစာတို့ပဲသွားလဲမေးပြီးချီစာတို့အန်နေရှိနေရဆိုတာပြောပြပါရဲ့မန်နေဂျာကတော့ချီစာတို့ကိုဖုန်းလက်ဆက်ပေးမယ် နောက်ကနေကားနဲ့ဝင်တိုက်တာခံလိုက်ရပါတယ်။ကဖေးကလူတွေကချီဇာတိုကိုကယ်ဆယ်ဖို့ထွက်သွားကြပြီးကူရာမီကတော့တီနီယန်ရှာနေပါတယ်။ချီဇာတိုကလဲသွားအောင်ဆောင်တာဖြစ်ပြီးရန်သူတွေအနားရောက်လာမှပြစ်ပြီးထပ်ပြေးပါတယ်။ရန်သူကချီဇာတိုရောဘာဂျီရဲ့သုံးနေရနောက်ကလိုက်ဝိုင်းတာဖမ်းမိသွားပါတယ်။ချီဇာတိုရဲ့လက်စဲကိုတွေ့ပြီးမင်းကအလန်လေးကိုစလာလို့မေးပါတယ်။ချီဇာတိုအချခံနေရချိန်တီနီယန်တိသွားလို့တီကီနာရောက်လာပြီးဝင်ပစ်တာအကုန်မှောက်ကုန်ပါပြီ။မီဇူကီကလည်းရောက်လာပြီးကားနဲ့ဝင်ခေါ်သွားပါပြီ။ အဲဒီအချိန်မီဇူကီတို့ကားကိုရန်သူကလက်နက်ကြီးနဲ့ချိန်ထားတာ drone ကနေတွေ့လို့ကူရာမီက drone နဲ့ရန်သူမျက်နှာတက်တဲ့ဝင်ဆောက်ပလိုက်တာလက်နက်ကြီးကလမ်းကြောင်းလဲသွားပါတယ်မန်နေဂျာကချီစာတို့ကိုစေးထည့်ပေးနေပြီတီကီနာကတော့ DA ကိုဟက်ခဲ့တဲ့ကူရာမီကိုရန်တွေ့နေပါတယ်မာဂျီမာကသူ့ရဲ့ဟက်ကာစီသွားပြီဒီတခါတော့ထင်ကြီးသွားပြီဟက်ကာလေအဲ့ဒီ Legos အကြောင်းဆက်စုံစမ်းပေးပါအောင်ဆိုပြီးချီစာတို့အကြောင်းကိုဆက်ပြီးစုံစမ်းခိုင်းပါတယ်နောက်နေ့တော့ချီစာတို့က DA ကစေးကောင်သွားပြီးဒဏ်ရာတွေကုသပါတယ် ပြီးတော့တီဂီနာကိုလည်းသူ့အိမ်မှာဆက်နေဖို့ပြောတော့တီဂီနာလည်းစက်ကုကကြီးကြောက်တုံးနဲ့ဆုံးဖြတ်မယ်လို့ဆိုပါတယ်။ဒီတစ်ခါမှာတော့ချီဆာတို့ရဲ့အားနည်းချက်ကိုတိတ်ထားသိသွားလို့တီဂီနာကနိုင်သွားပါပြီ။ဒီမှာရင်အပိုင်း6ကပြီးဆုံးသွားပါရဲ့။ဒီကချီဆာတို့နဲ့တီဂီနာတို့နှစ်ယောက်ကိုခေါ်ပြီးအာဂျီမာရဲ့ပုံစံတူကိုဆွဲခိုင်းပါရဲ့။နှစ်ယောက်စလုံးကကနဝင်ပချီဆီယာကြီးတွေဖြစ်တာကြောင့်တစမမတူပဲတလဲတွေထွက်လာပါတော့တယ်။တီဂီနာဆွဲတဲ့ပုံလေးကတော့သဗင်ယောင်လေးတူနေပါသေးတယ်။တမူးကသူတို့ရဲ့ပချီစကေးကိုကြည့်ပြီးထားလိုက်တော့ဆိုပြီးထွက်သွားပါတော့တယ်။ ရှိစာတို့ကဆိုင်မှာအလုပ်လုပ်ပြီးခဏနားမလို့အခန်းထဲပြန်ဝင်တော့သူ့ဆရာရဲ့ဖုန်းကမက်ဆေ့ကိုသွားမြင်ပါရဲ့ရှင်းကြည်ကချီစာတို့အနာဂတ်အတွက်ဆွေးနွေးဖို့လှုပ်ဝက်ပါကိုလာခဲ့ဖို့ချိန်လိုက်တဲ့ message ပါဒါပေမဲ့ချီစာတို့ထင်သွားတာကတမိုးကသူ့ကို DA ကိုပြန်ခေါ်ဖို့ဆရာနဲ့တိုင်ပင်နေရလို့ထင်သွားတာပါချီစာတို့ကကဖေးကလူတွေကိုပြင်ပြော်ပြီးဆရာနဲ့တမိုးသွားတွေ့ပြီးသူ့ကို DA ကိုပြန်ခေါ်မလို့ဆိုတာကိုပြောပြပါတယ်ကျန်တဲ့သူတွေကတမိုးတော့မဖြစ်နိုင်တော့ဘူးလို့တွေးနေကြပါတယ်ချီစာတို့လည်း DA ကိုပြန်မသွားချင်တာကြောင့်ဒီလိုတွေးဆမှုမျိုးကိုမကြိုက်ပါဘူး ဒါကြောင့်ကူရာမီကိုလှုပ်ဝက်ဘားနေရာကိုထောက်လန်းခိုင်းပါတယ်။ဘယ်နာကဘားဆိုတာကိုထောက်လန်းခိုင်းတာပေါ့။ကူရာမီလည်းထောက်လန်းလိုက်တာနောက်ဆုံးတော့နေရာတည်ရပါပြီ။ဒါပေမဲ့အဲ့ဒီနေရာကအလုံချောင်းဆွေးနွေးဖို့ရအရန်ကိုရိုမန်တစ်ဆန်လွန်နေလို့အံ့ဩနေတာပါ။ဆရာနဲ့တက်မိုးနေကတွဲနေရလာလို့တကီနာထင်လိုက်ပါရဲ့။မာဂျီမာကလည်းသူ့ရဲ့ဟက်ကာစီကချီစာတိုရဲ့ချက်လက်တွေကိုရလိုက်ပါရဲ့။နောက်ပြီးဟက်ကာကမာဂျီမာကို DA ကိုခိုးဝင်ခိုင်းပါရဲ့။အကြောင်းကတော့ DA ရဲ့ချက်လက်တွေကိုဟက်ဖို့ပါ။ မာဂျီမာကဟက်တာကမင်းအဲ့ဒီကနေလှမ်းလို့လို့မရဘူးလားလို့ဟက်ကာကိုပြောတော့ဒီရဲ့နီးပညာတွေကနောက်ဆုံးပေါ် AI တွေကိုသုံးတာသူတို့အချိန်မီပြောင်းပြီးပတ်လိုက်လို့ရတယ်ဒါကြောင့်လူကိုယ်တိုင်ဝင်မှုဝင်ပေါက်တစ်ခုလိုရဲလို့ဆိုပါတယ်ခေါင်းဆောင်ရဲ့ကွန်ပျူတာမှာ state တစ်ခုကိုတွားပြီးတက်ခိုင်းလိုက်တာပါဒီကိုရှုပ်ထွေးအောင်တိုဂျိုမျိုးရင်းမှာအမှုပေါင်း20ခုဖန်တီးလိုက်ပါတယ်လေကုတ်တွေလည်းအခင်းပစ်ပွားရနေရာတွေကိုပြန့်နှံ့သွားပါတယ်မာဂျီမာတို့က yes scan တစ်ခုကိုဝင်တိုက်ပါတယ်နောက်နေ့သတင်းမှာတော့ yes scan ကို yakuza ဂိုင်းတစ်ခုကဝင်တိုက်တယ်လို့သတင်းထုတ်လွှင့်လာပါတယ် အဲ့ဒီအချိန်မှာပဲဒီအေကဖူကီရိုဖက်ရောက်လာပါတယ်။ချီဆာတိုတို့ကိုတခုပြရစီရှိရဆိုပြီးရောက်လာတာပါ။ကူရာမီကိုမြင်တော့ဘာလုပ်လဲလို့မေးလို့ချီဆာတိုကငါတို့ရဲ့ကွန်ပျူတာသမားလို့ပြန်ဖြေလိုက်ပါတယ်။ပြီးတော့ကူရာမီရဲ့ကွန်ပျူတာကိုငါပဲ CCTV ချက်လက်တချို့ကိုပြပါတယ်။အဲ့ဒီချက်လက်တချို့မှာ မာဂျီမာဆိုရဲလူကိုတီးပြုတ်နိုင်လိုက်ပါတယ်။ဖူကီရိုပြန်သွားတော့မီကာလည်းတောဆရာရှိရဆိုပြီးထွက်သွားပါတယ်။ချီဆာတိုတို့ကလည်းမီကာနောက်ကနေနောက်ရောက်ခံမှုပြင်ဆင်မှာတော့ချီဆာတိုကတော့ဂါဝင်နေအောင်လေးနဲ့မိမက်လာလေးပုံစံဝေပြီးဘားကိုလိုက်သွားကြပါတယ်။ ဘာရောက်တော့မိဂါဆန်စည်းစီလာတွေ့တာသူတို့ထင်တာသလိုတတ်မိုးမဟုတ်ပဲရှင်းကြည့်ဖြစ်နေပါတော့တယ်။ချီစာတိုလည်းပြန်ကြမယ်တီကီနာသူများအတွဲကြမှာဒီလိုချောင်းတာမကောင်းအောင်ဆိုပြီးထပြန်ပါတယ်။မိဂါဆန်စည်းနဲ့ရှင်ကြီးနောက်ကနေတိတ်တိတ်လေးဖြတ်နေရောသူအနည်းနဲ့လာလာသိကျင်တဲ့ဟာတကူအသိလိုက်ရပါတယ်။သူ့ကိုနှလုံးစားတိုးဆက်တက်ပြီးကုသပေးခဲ့တဲ့ကက်တေရှင်ကရှင်းကြည့်ဆိုတာကိုတီးသွားတာပါ။ရှင်းကြည့်လည်းအယ်လန်ရဲ့စီကံအတိုင်းသူမဟုတ်ဘူးလို့ညင်းမိမယ်ချီစာတိုကတော့တီးသွားပါပြီ။ ။ချီစာတို့ကကျွန်မအကဲတင်ခဲ့တာရှင်းကြည့်လားလို့မေးပြီးကျေးဇူးတင်ကြောင်းနဲ့ပြောပါတယ်။ရှင်းကြည့်ကချီစာတို့ကိုမီကာလာခေါ်တယ်လို့ထင်နေရပါ။မီကာလည်းသူခေါ်လာတာမဟုတ်ကြောင်းရှင်းပြလိုက်ရပါတယ်။ရှင်းကြည့်ကမီကာကိုဓာတ်လေကားနဲ့ခေါ်သွားပြီးသူ့ချင်းကိုလွှတ်ပေးလိုက်ပြီဆိုတဲ့အကြောင်းနဲ့တခြားချီစာတို့ရဲ့ကိစ္စတွေပြောပြပါတယ်။ရှင်းကြည့်ပြောပြထွက်သွားတော့မိကလည်းထာမျိုးကမလုံနိုင်တော့ဘူးလို့တွေးနေပါရဲ့အပြင်မှာတီကီနာကရှင်းကြည့်ကိုတွေးတော့ချီစာတို့ကအခုလိုပြန်တွေးရတာကိုအယံဝန်းတာနေရဲဆိုပြီးပြောပြပါရဲ့ ။ချီဆာတို့ကမီကာဆန်ဆေးကိုသူ့ကိုဘာလို့မပြောခဲ့ရလဲဆိုပြီးမေးတော့ဒါကမင်းကိုကာဝယ်ဖို့အကောင်းဆုံးနည်းလမ်းပါဆိုပြီးပြန်ဖြေလာပါတယ်။နောက်နေ့မှာတော့ချီဆာတို့တယောက်ဆိုင်ကိုတော်တော်နဲ့ရောက်မလာပါဘူး။တီကီနာကတော့ဒီနေ့ချီဆာတို့ကိုအနာပေးတဲ့လို့ပြောနေရောမှာပဲချီဆာတို့ရောက်ချလာပါပြီ။ချီဆာတို့ကသူ့ပုံစံအတိုင်းတက်တက်ကြွကြနဲ့ဝင်လာပြီးဆိုင်ကလူတွေအားလုံးကိုနှုတ်ဆက်နေပါတယ်။ဒီမှာရပိုက်ခွနဲ့ကပြီးဆုံးသွားပါတယ်။